ါရှင်ဒီကရက်တစ်ပတ်ကျွန်းမှာ People's Spin ကတင်ဆက်ပေးခဲ့တဲ့သတင်းတွေထက်ကထူးခြားတဲ့သတင်းဖြစ်ရတဲ့ချို့ကိုစုစည်းတင်ဆက်ပေးတော့ပါမယ်ရှင်လက်ပဒန်းတိုက်ပွဲမှာစစ်တပ်စစ်ကြောင်းပြတ်သွားတဲ့အကြောင်းဖေခုံမှာစစ်တပ်စစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ခံရတဲ့သတင်းဟာခါရက်စကန်ကိုချင်းပူပေါင်းတပ်စီးနှင်းတိုက်ခိုက်တဲ့ဖြစ်စဉ်နရီကန်ဘျူဟာအပြစ်သက်သိမ်းပိုက်ဖို့ထူးဆစ်စနေတယ်လို့အေအေထုတ်ပြန်တဲ့အကြောင်းမြန်မာနယ်စပ်ကအကြမ်းဖက်ခံတွေစတန်လက်သုံးဆွဲမှုအမေရိကန်လွှတ်တော်စုံစမ်းနေတဲ့သတင်း ထိုင်းကဘတ်အစ်စ်ရိုက်တာကိုယာယီရက်ဆိုင်တဲ့အကြောင်းနဲ့ရွှေစည်းတစ်ချက်သား186သိန်းကျော်လာတဲ့တဲ့ရင်ဒီတဲ့ရင်တွေကိုနားဆင်ရမှာဖြစ်ပါရဲ့ရှင်။ပဲခူးတိုင်းလက်ပတန်းမြို့နယ်တရချောင်းကျောက်ဘက်ကိုမီးရှို့ဖျက်ဆီးဖို့စစ်ကြောင်းထွက်လာတဲ့စစ်တပ်ကိုတော်လဟိတက်တွေကအကြမ်းဖြတ်တိုက်ခိုက်ရမှာစစ်ကြောင်းပြတ်သွားတယ်လို့သိရပါတယ်။စစ်ကောင်စစ်တပ်စစ်ကြောင်းက15ရောက်ထပ်မံနေသိဆုံးပြီးတုတ်ပန်းအဖြစ်12ရောက်ဖမ်းဆီးမိခဲ့တယ်လို့ NUG ကောက်ကွေးဝန်ကြီးဌာနနဲ့အမှတ်နှစ်စစ်စင်ရေးနယ်မြေကထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်းမှာလက်နက်အစုံ16လက်ခဲယမ်းတွေနဲ့အဆက်သုံးပစ္စည်းတွေကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့အသိပေးပါတယ်။စစ်ကောင်စီစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နဲ့စစ်စင်ရေးနယ်မြေဘကိုးတိုင်းစစ်ဌာနဗျူဟာ၂၂ကုတ်ကဲမှုနဲ့အမှတ်3800တရင် အမှတ်3803တရင်ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဂလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အစရဲပူးပေါင်းတပ်ဖွဲ့တွေကအော်တိုဘာ15ရက်မနက်10:00နာရီမှာတက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် တိုက်ပွဲအတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကအထိခိုက်မရှိဘဲအောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ဖော်ပြအသိပေးထားပါတယ်တိုက်ပွဲဖြစ်တဲ့နေရာဟာလက်ပဒန်းမြို့နဲ့6မိုင်ကျော်ပဲဝေးပါရရှင်။ရှမ်းပြည်နယ်တောင်ပိုင်းဖေခေါ်မြို့နယ်ကတောင်စလုံးကျေးရွာကိုစစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီတပ်ကိုဒေါ်လင်းတပ်တွေကအကြမ်းဖက်တိုက်ခတ်ခဲ့ရမှာစစ်ကြောင်းမှုအပေါင်းဝင်တိုက်စုံတိုက်ခိုက်သူများတွေလို့ဒေသခံစစ်ရေးသတင်းမြို့တွေနဲ့မြေပြင်ရဲဘော်တွေက People's Spin ကိုပြောပါရတယ်။အော်တိုဘာ14ရက်နေ့ပိုင်းမှာ မြောက်စလုံးဘက်ကနေတောင်စလုံးရွာဘက်ကိုစစ်ကောင်စီတပ်နဲ့ PNO ပို့ပြည်သူစစ်တွေစစ်ကြောင်းထုတ်လာတာကိုဒေါ်လန်ရဲ့တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။စစ်အုပ်စုဟာစစ်ကြောင်းနှစ်ခုနဲ့တက်လာတာဖြစ်ပြီးအဒီစစ်ကြောင်းရဲ့အထူးခိုက်အသေးဆုံးမှုဟာအယောက်60လောက်ရှိတယ်လို့ရန်တောင်အခြေစိုက်စစ်ရေးသတင်းရမြကပြောပါတယ်။အဒီစစ်ကောင်စီတပ်စစ်ကြောင်းပြတ်သွားပြီးပြန်ဆုတ်တာမှန်တယ်လို့မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တူက paper swing ကိုအတည်ပြုထားပါတယ်။စစ်အုပ်စုအထင်အားလို့ပြန်ဆုတ်သွားတာဖြစ်ပြီး ကျန်တဲ့အပိုင်းတွေကိုတော့အစ်စ်ရေးအခြေအနေအရပြောပြခွင့်မရှိသေးဘူးလို့အဲ့ဒီရဲဘော်ကဆက်ပြောပါတယ်ရှင်။စံပြင်းနဲ့ဟာခမြို့ရဲစခန်းကိုချန်တော်လိုင်းရဲ့ပူပေါင်းတပ်တွေကတွားရောက်တိုက်ခိုက်ခဲ့ရမှာ စစ်ကောင်စီလက်အောက်ခံရဲတွေတိုက်ဆုံးထိခိုက်မှုရှိခဲ့ပြီးအကျန်းသားတွေကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ချန်တရိုင်းမြက်ကပြောပါတယ်။အော်တိုဗလာ16ရက်မနက်အစောပိုင်း3နာရီဝန်းကျင်မှာချန်ဒေသကာကွယ်တပ် CDF ဟာခနဲ့ချန်မြို့သားတပ်မတော် CNA တို့ပူးပေါင်းပြီးတွားရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီလက်အောက်ခံရဲ9ရောက်တင်ဆောင်ခဲ့ပြီးလက်နက်နဲ့လက်အရရှိခဲ့တယ်လို့ချင်းတရမ်းရဲမြက်ကပြောပါတယ်ဒေါ်လာရေးတပ်ဖွဲ့တွေဘက်မှာတော့ဆလိုင်းဇိုရမ်ထန်းကြာဆုံးခဲ့တယ်လို့သိရပါတယ်အဲ့ဒီရဲစခန်းစီးနေတက်ခတ်မှုအတွင်း CNA နဲ့ CDF ရဲဘော်9ရောက်အပါအဝင်အကျဉ်းသား15ရောက်ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ချင်းတရမ်းရဲမြက်ကရှင်းပြပါတယ်ဟာခါရဲစခန်းဝင်ရောက်စီးနေမှုနဲ့ပတ်သက်ပြီး CDF ဟာခါကဥဆောင်ခဲ့တာလို့ CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထန်းကအသိပေးထားပါတယ်ရှင် မကွေးတိုင်းငဖဲမြို့နယ်ကနိုင်ရခံပြူဟာဂုံးကိုအပိသက်သိမ်းပိုင်နိုင်ဖို့လက်ကျန်နေရာတချို့ကိုထုတ်ဆစ်ဆင်တက်ခိုင်းနေပြီးဗဒောင်းမြို့နယ်ကအစစ်ကောင်စီ point scan တခုကိုသိမ်းယူလိုက်တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။ရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသတွေဖြစ်တဲ့မကွေးပခုနဲ့ AR တန်းနေတွေကအတိုက်ပွဲပြင်းထန်နေတဲ့ဒေသတွေရဲ့စစ်ရေးအခြေအနေကို AA ကအော်တိုဗလာ15ရက်ညပိုင်းမှာထုတ်ပြန်လိုက်တာပါ။နိုင်ရခံပြူဟာဂုံးကိုအပိသက်သိမ်းပိုင်နိုင်ဖို့လက်ကျန်နေရာတချို့သာကြံတော့ပြီး ဆက်လက်ထိုးစစ်ဆင်တက်ခနေရလို့အေအေကထုတ်ပြန်ထားပါတယ်။လက်နက်ချအလင်းဝင်လာသူတွေကိုလည်းစစ်တုံးပန်ဥပဒေနဲ့အညီလက်ခံထားတယ်လို့ဆိုပါတယ်။ဒါ့အပြင်ရခိုင်မကောအဆက်တောင်ကုတ်ပတောင်လမ်းပိုင်းမှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီးပတောင်မြို့နယ်ပင်လယ်ခွေ့ကျေးရွာတောင်ဘက်9ကီလိုမီတာအကွာကအစစ်ကောင်စီစခန်း660ကျောက်ပွိုက်ခွန်းကိုတည်ယူနိုင်ခဲ့တယ်လို့အေအေကထုတ်ပြန်အသိပေးထားပါတယ်ရှင်။မြန်မာနိုင်ငံအခြေဆိုင်အွန်လိုင်းငွေလင်ကိန်းကြောင့်ဖြစ်နေက Starling Internet ကွန်ရက်သုံးဆွဲနေမှုနဲ့ပတ်သက်လို့ ်အမေရိကန်လွှတ်တော်ကအစုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေပါတယ်လွှတ်တော်ရဲ့ကုမ္ပဏီတရက်ကကမ္ဘာအချမ်းသာဆုံးဘီလီယံနာတတိကြီး Elon Musk ပိုင်ဆိုင်တဲ့ Starlink ဂျိုဒုဆက်သွယ်ရေးကုမ္ပဏီရဲ့ဝန်ဆောင်မှုကိုမြန်မာနိုင်ငံအခြေစိုက်ကြားဖြန့်ငွေလိမ်ခန်းတွေကရယူသုံးစွဲနေတယ်ဆိုတဲ့ကိစ္စကိုစုံစမ်းနေကြအောင်အတည်ပြုခဲ့ပါတယ်ကြားဖြန့်လုပ်ငန်းတွေဟာကမ္ဘာတစ်လုံးမှာလူပေါင်းများများစွာကိုအယုံသွင်းပြီးဒေါ်လာဘီလီယံနဲ့ချီများပြားတဲ့ငွေကြေးတွေကိုလိမ်လည်ရယူနေတယ်လို့အဲ့ဒီကုမ္ပဏီကဆိုပါတယ် ဖေဖော်ဝါရီလလောက်တုန်းကအထိုင်းမြန်မာနေဆက်မှာအခြေစိုက်ထားတဲ့ဂျားဖြန့်ခိုင်းတဲ့ကိုအာနာဘန်တွေကဖြုတ်ခင်းချိန်မှာအဒီလုပ်ငန်းတွေလက်ပတ်နေတဲ့အဆောက်အအုံဝန်တွေထဲမှာ Starlink Internet ချိတ်ဆက်ဖျက်ယူတဲ့ဆလောင်းတွေတက်ဆင်ထားတာကိုတွေ့ရှိခဲ့ရပါတယ်။၃လလောက်အတွင်းမှာပဲ Starlink ဟာမြန်မာနိုင်ငံမှာလူသုံးအများဆုံး Internet ဝန်ဆောင်မှုတစ်ခုဖြစ်လာခဲ့တယ်လို့လည်းဆိုပါတယ်ရှင်။ထိုင်းအစိုးရကအထောက်အထားမရှိသူတွေကိုတရားဝင်အလွတ်လွတ်ခွင့်အတွက်ဗတ်အသစ်ရိုက်ပေးမယ့်အစည်းအဝေးကိုရပ်ဆိုင်းလိုက်တယ်လို့ October 16ရက်ကကြေညာလိုက်ပါတယ်။ အဒီလိုကျင်ညာတဲ့နေ့မှာပဲစမုတ်စခွန်ခရိုင်မှာဗရိုက်ဖို့အဆောင်နေတဲ့မြမလုတ်သားတရာကျော်ဟာထိုင်းအာနာဘန်တွေရဲ့ဖမ်းဆီးမှုကိုခံလိုက်ရပါတယ်။ထိုင်းအစိုးရဟာအထောက်ထားမရှိသူတွေအတွက်အောက်တိုဘာ15ရက်ကနေအောက်တိုဘာ29ရက်တွင်ဗတ်အစ်စ်လုတ်ပေးဖို့အစီအစဉ်ထားတဲ့လုပ်ငန်းစဉ်ကိုယာယီရပ်ဆိုင်းလိုက်တယ်လို့ထိုင်းအလို့သမားဝန်ကြီးဌာနကကြေညာလိုက်ပါတယ်။ထိုင်းကမ္ဘောဒီးယားနယ်စပ်ပြည်နယ်တွေကြောင့်ဗတ်အစ်စ်ရိုက်ပေးဖို့လုပ်ငန်းစဉ်ကိုယာယီရွှေ့ဆိုင်းလိုက်ကြလို့အကြောင်းပြထားတာပါ။ ဒါပေမဲ့ဘယ်အချိန်မှလုပ်ငန်းစဉ်ပြန်ဆမယ်ဆိုတာကိုတော့ထုတ်ပြန်ချက်မှဖော်ပြမထားပါဘူး။ထိုင်းအစိုးရကဘတ်အသစ်ရိုက်ပေးဖို့ရွှေဆိုင်ချောင်းကျင်းညာတဲ့နေမှာပဲစမုတ်စခွန်ခရိုင်ကခေါခန့်ရက်မှာဘတ်အသစ်ရိုက်ဖို့စောင့်နေကြတဲ့မြန်မာလုပ်သားတရားနှုန်းဟာအဖွဲဆုံးပါတဲ့ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးမှုကိုခံခဲ့ရပါတယ်ရှင်။ကဘာရွှေစင်တဲ့အပြန်ပြည်တွင်းရွှေစင်မှာတကြက်သား186သိန်းကျော်လာပြီလို့ရွှေငွေအယောင်းဝယ်လုပ်နေသူတွေကပြောပါတယ်။ အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းမှုနဲ့ဘန်ဒွန်းနှုန်းရှော့ချမဲ့တဲ့တင်အပေါဝင်စစ်ရေးအခြေအနေတွေကကမ္ဘာရွှေဈေးကိုအချိန်တိုအတွင်းစံချိန်တင်မြင့်တက်လာစေတယ်လို့ဆိုပါတယ်။အော်တိုဘာ15ရက်နေ့ကကမ္ဘာရွှေဈေးမှာတအောင်ဆကို၄,၁၈၈ဒေါ်လာရှိပြီးလွန်ခဲ့တဲ့တစ်လဝန်းကျင်ကထက်တအောင်ဆကိုဒေါ်လာ၄၀၀ကျော်ထိမြင့်တက်ခဲ့ပါတယ်။ပြင်ပရွှေဈေးကွက်မှာ16ပရည်တစ်ကျပ်သားအယောင်ဈေးကို86,200ကျပ်နဲ့အဝယ်ဈေးကတော့85,500ကျပ်ရှိနေပါတယ်။ 15ပည့်ရတဲ့ကြက်သားအယောင်းဈေးက82သိန်း2000ကျပ်နဲ့ဝယ်ဈေးက83သိန်း9000ကျပ်ရှိတယ်လို့သိရပါတယ်ရှင်။ People's Spin ကအပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ဒီကနေ့တစ်ပတ်အတွင်းထူးခြားသတင်းစီစဉ်ကိုတင်ဆက်ပေးသွားကြတာဖြစ်ပါတယ်ရှင်။